ဒီဘုံမျိုးကိုစစ်တပ်ကနေရင်ဖြစ်ဘုံကျဲမှုနဲ့စစ်ကြောင်းထိုးမိဆိုသောသတင်းများကြောင့်ပြည်သူများစိုးရိမ်မှုမြင့်တက်ကစတင်တိန်ဆောင်စစ်တပ်၏စတင်ပါလနေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကြောင်မဲမျိုးကိုစစ်တပ်ကသိမ်းယူပြီးနောက်ဒီဘုံမျိုးကိုစစ်တပ်ကနေရင်ဖြစ်ဘုံကျဲလာသောကြောင့်ဒေသပြည်သူများစိုးရိမ်မှုများမြင့်တက်ကမြို့ခံတို့ဒီဘုံမျိုးမှစတင်တိန်ဆောင်လာကြောင်းဒီဘုံမျိုးအခြေစိုက်ပရာဟိတအဖွဲ့ဝင်တို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် အော်တိုဘာလ2ရက်နေ့ည10:00နာရီ15မိနစ်အချိန်စစ်တပ်ကတီဘောမြို့သို့လေရင်ဖြင့်ပေါင်900ဘုံနှင့်လုံးကျဲချတိုက်ခိုက်ခဲ့သဖြင့်တီဘောမြို့နယ်စံဖိတ်ကျေးရွာရှိကုမှုဒွာဟိုတယ်မှအဆောက်အုံတစ်ခုထိခိုက်ပျက်စီးသွားခဲ့ကြောင်းလက်တလောကြောင့်မဲကိုစစ်တပ်ကသိမ်းပိုက်ပြီးနောက်တီဘောမြို့သို့ထိုးစစ်ဆင်ပြီးဆိုသောသတင်းများထွက်ပေါ်နေရာတီဘောဒေသပြည်သူတို့ချို့မှစတင်စစ်ပေးဆောင်နေကြကြောင်းသိရှိရသည် Telegram တွေမှာကြောင်မဲသိမ့်ပြီးလို့တီဘောကိုသိမ့်မယ်ထိုးစစ်ဆင်မယ်ဆိုပြီးတက်လော်ဘီတွေရေးနေကြတယ်။မင်းညားကလည်းနေရင်နဲ့ပုံကျဲသွားတော့ပြည်သူတွေကအားလုံးစိုးရိမ်နေကြတယ်။တချို့တော့စစ်ဘေးဆရှောင်နေကြပြီးအများကြီးတော့မရှောင်ကြသေးပေမဲ့စိုးရိမ်သူတွေကတော့ဆရှောင်နေကြပြီး TNAA ဘက်ကလည်းမြို့အဝင်အထက်လုံခြုံရေးတင်းကျပ်ထားတာရှိတယ်။ပြည်သူတချို့လည်းတီဘောကနေစစ်ဘေးရှောင်ဖို့ကားကူညီတောင်းတာရှိပါတယ်။ဟုတ်တီဘောမြို့အခြေစိုက်ပရာဟိတအဖွဲ့ဝင်တအူးကပြောဆိုသည် စစ်တပ်ကတီဘောမျိုးကိုမကြာခဏဆိုသလိုဘုံကျဲတိုက်ခိုက်လေးရှိပြီးစက်တင်ဘာလ3ရက်နေ့တွင်လည်းတီဘောမျိုးနယ်ဘော်ဂျိုကျေးရွာသို့ဘုံကျဲချခဲ့သဖြင့်ပြည်သူတအူးတန်ရာရရှိခဲ့ကာနေအိမ်3လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများပုံမိုတိုးမြင့်လာပြီးဆိုရင်တော့ကြောင့်တီဘောမျိုးခံများမှလေကြောင်းအနေရဲ့အချင်းချင်းတရီပေးရန်စော်အုပ်မှုများရှိနေကြောင်းအထူးသဖြင့်ညအချိန်လေးရင်ဖြင့်ဘုံကျဲလာနိုင်သဖြင့်မြို့မှပြည်သူအချင်းချင်းညကင်းပုံစံမျိုးလှုပ်ဆောင်မှုများလည်းရှိကြောင်းသိရှိရသည် ပြည်သူချင်းချင်းသတိပေးတာမျိုးနဲ့ညာပိုင်းလေရင်ပုံတန်ခံနိုင်မဲ့နေရာတွေစုပေါင်းရွှေ့တာမျိုးတွေလောက်တာမျိုးရှိတယ်။အများစုကတော့လေရင်တဲ့င်းချင်းချင်းသတိပေးတာမျိုးတော့ညာပိုင်းတွေလောက်ကြတယ်။ကို့ချင်းချင်းညာကင်းသဘောမျိုးလေရင်တဲ့င်းနားဆွင့်ပြီးအချင်းချင်းလှမ်းပြောတာမျိုးခုတီဘောမျိုးမှဒေတာပြည်သူတအူးကပြောဆိုသည် TNAA ကမူတောင်းမြေတွင်သာမကတိုင်းရင်းသားလက်နက်ကိုင်များပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင်လူဖြင့်တော်၎င်းလက်နက်ကြီးဖြင့်တော်၎င်း drone ဖြင့်တော်၎င်းလေကြောင်းဖြင့်တော်လည်းအပြစ်မဲ့ပြည်သူလူထုများအပေါ်စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိကြောင်းစက်တင်ဘာလအတွင်းတောင်းပြည်တွင်စစ်တပ်၏လေကြောင်းလက်နက်ကြီးနှင့် drone ဖြင့်ပုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်